ဒီအပိုင်းမှာနင်ကြတဲ့သူကလူတယောက်ကိုလိုက်လံဖမ်းဆီးနေပြီပြေးနေရတဲ့သူကတော့သူမလွတ်နိုင်တော့ဘူးဆိုတာသိတဲ့အတွက်သူ့စီမှာပါလာတဲ့အိတ်ကိုအနားအရေကန်နဲ့ပစ်ချခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ခါမှာဖူးနဲ့မူကန်ငားခင်စားနေကြပြီဂျင်ကတော့ငားမြနေပါတယ်ဖူးကတော့လုံလောက်နေပြီဖြစ်လို့ဂျင်ကိုငားမြရဲ့ဖို့ပြောနေပြီပဲဂျင်ကတော့ကန်ရဲရတစ်ခုခုကိုအာယုံဆိုင်နေပါတယ်အဲ့နောက်ကန်ရဲကိုခုံဆင်းသွားခဲ့ပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့ဇလန်းစလူတယောက်ပစ်ချခဲ့တဲ့အိတ်ဖြစ်ပြီးအထဲမှာရွှေချောင်းတွေရှိနေခဲ့ပါတယ် ဲ့ဒီရွှေချောင်းတွေကိုရေကန်တရနဲ့ရလာတာဖြစ်လို့တောင်းအောင်သားရေကန်ကိုကျေးဇူးတင်ပြီးခရီးဆက်လာခဲ့ကြပါတယ်။မြို့တစ်မြို့ကိုရောက်တော့ရလာတဲ့ပတ်စံတွေနဲ့ဖိုက်ဖြည့်ကြပြီ။ဖူးကတော့ငကိုရုပ်ပြောက်သွားတဲ့အထီကိုနင်းကန်စားလာခဲ့ပါတယ်။တဏျာအယောက်မှာဂျင်းနဲ့မူကန်ပြစ်တစာအင်တော်ကိုတွေ့သွားတဲ့အခါနှစ်ယောက်သားအတိုင်ပေါက်ညီညီနဲ့အထဲကိုပြေးဝင်သွားကြပါတယ်။ဒါပေမဲ့ဖူးကတော့မိန်းကလေးတားမြစ်နေရဖြစ်တာကြောင့်တန်နာယူနှကောင်အပြင်ကနေဆောင်းရတော့မှဖြစ်ပါတယ်။ ိုးနှစ်ယောက်ကတော့အထဲမှာသူတို့ပါလာတဲ့ပစ္စည်းကိုပြပြီးဆန္ဒပြဝဖို့အတွက်ဆိုင်ရှင်ရဲ့အနောက်ကိုလိုက်လာခဲ့ပါတယ်။အထဲကိုရောက်တော့မိန်းကလေးတွေကမြင်တဲ့အတိုင်းပုံစိုးပန်းစိုးတွေဖြစ်နေပြီးနောက်ဆုံးရာဇဝါဆိုတဲ့မိန်းကလေးကိုတွေ့တော့နှစ်ယောက်သားအရင်ဝရရေးအတွက်တောက်တုံးဆက်ကူလုပ်နေကြပါတယ်။နောက်ဆုံးမှာမူကန်အနိုင်ရသွားခဲ့ပါတယ်။ ဲ့ချိန်ဆိုင်ရအကြီးကြီးတွေကဂျင်းရလာတဲ့ချွေချောင်းကိုကြည့်ပြီးအဲ့ဒီချွေချောင်းတွေကသူတို့ထိုးတဲ့ပစ္စည်းဆိုတာသိလိုက်ရတဲ့အပြင်အဲ့ဒီပစ္စည်းတွေကိုနောက်၃ရက်နေတခြားတရားစီပို့ဖို့စီစဉ်ထားရလဲဖြစ်ပါတယ်အဲ့ဒါကြောင့်သူ့တပည့်တွေတောင်းဝန်ကိုကြာရှုံးခဲ့တယ်ဆိုတာနားလည်သွားခဲ့ပါတယ်အဲ့နောက်ဇလန်းဆာလိုက်ဖမ်းခဲ့တဲ့သူကိုခေါ်လာခဲ့ပါတယ်အဲ့ဒီလူရဲ့နာမည်ကဟန်ကီဂျီဖြစ်ပြီးမြောက်အေးကျိုးတဲ့နေရာထပေးဖို့လုပ်တဲ့သူဖြစ်ကြောင်းခေါင်းဆောင်ကိုရှင်းပြခဲ့ပါတယ်အဲ့နောက်ဟန်ကီဂျီကိုစေမေးကြည့်ပြီးမှဘာသဲလုံးစားမှမရတာကြောင့်ခေါင်းဆောင်ကအခါမဲဆိုတဲ့သူကိုအရင်ကဒီမှာအလုဆလုပ်ခဲ့တဲ့အလုသမားတွေကိုမေးလိုက်ပါတယ်အဲ့ခါအခါမဲကလူ၄-၅ယောက်ရှိမယ်ဆိုတာအဲ့အထဲမှာမှအပြင်မှာအလုလုံးနေ တဲ့ယာစုဝါဆိုတဲ့နာမည်ကိုထုတ်ပြလိုက်ပါတယ်။အပမကြီးဆိုရင်ဗီဒီယိုလေးခန့်ကြည့်ပေးခြင်းဖြင့်ဗီဒီယိုလေးကိုစပိုပေးနိုင်ပါတယ်။ ဲ့အချိန်ရာစုကဂျင်းနဲ့အတူရှိနေပြီဂျင်းကသူ့ရဲ့လုပ်ငန်းစတင်ဖို့အတွက်ဆိုင်းမြင့်နေခဲ့ပါတယ်ခေါင်းဆောင်ကအကောင်းစားအရက်တွေကိုပြင်ခိုင်းပြီးဂျင်းနဲ့မူကန်ကိုရှင်းထုတ်ဖို့အတွက်ကြံစီပါတော့တယ်မူကန်ကတော့ရာစုရဲ့အပေါ်ရောက်နေပြီဘာမှမပါသေးခင်မှာပဲရာစုကမူကန်ရဲ့ခေါင်းပန်းအုပ်နဲ့ရိုက်ခွဲလိုက်ပါတယ်သူ့ရဲ့ပါတနာဒုက္ခရောက်နေတာကြောင့်ဒီလိုအချိန်ခေါင်းကိုလက်လွတ်လိုက်ရတာစိတ်မကောင်းဘူးလို့ပြောနေတယ်မူကန်ကပြန်ထလာတာကြောင့်ရာစုကတယောက်အံ့ဩနေခဲ့ပါတယ်မူကန်ကတော့ဝန်ဆောင်မှုကျမ်းနဲ့ရာစုကိုငါမင်းကိုအခန်းထဲကနေပေးမထွက်နိုင်သေးဘူးဆိုတာလိုက်ပြီးဖမ်းပါတော့တယ်ရာစုကတော့ပြန်ပြီးတိုက်ခိုက်ပေးမယ်သူသာအချုပ်ခံလိုက်ရပါတယ်ဒီအချိန်မှာတနာစိတ်ငယ်လေး းရောက်နေတဲ့မိုကန်ကတော့သူ့လို့သူဆက်လုပ်ဖို့ကြိုးစားနေတော့အနောက်မှာကိုလိုနီမိမတယောက်လာနေတယ်ဆိုတဲ့ရာဇဝါရဲ့စကားကြောင့်တဲကြည့်မိလိုက်ရတဲ့အတွက်မိမမာရရဲ့မှာရွှေဦးနှလုံးကိုအကန့်ခံရပါတယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုကသူ့ရဲ့အထွတ်ထိပ်ကိုရောက်နေတဲ့တဏှာစိတ်ကိုမကျော်လွှားနိုင်ရကြောင့်ရာဇဝါလည်းမတက်နိုင်တော့ပဲအလူနီသုံးပြီးဟန်ကီချီရှိတဲ့အခန်းထဲကိုခေါ်လာခဲ့ပါတယ်အထဲမှာရှိတဲ့သူတွေကတော့မိုကန်ကအမောက်သိပ်ပြီးလိုက်ပြီးရာဇဝါဟန်ကီချီကိုသူဖြစ်ဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေကိုမေးနေခဲ့ပါတယ်အဲ့လိုမေးနေတော့မိုကန်ဝင်လာတာကြောင့်ရာဇဝါကဒီမှာမလုပ်ချင်ဘူးဆိုကအောက်မှာအခန်းတစ်ခန်းရှိသေးတယ်လို့ထပ်ပြောပါတယ်မိုကန်ကတော့ဘာမှပြောမနေပဲရာဇဝါနဲ့အတူအောက်ကိုခုံ ဆင်းသွားခဲ့ပါတယ်။အောက်မှာပဒိန်စီယာတွေရွှေသွန်းနေပြီ။ဘောင်းတော်ကတော့သူလူချင်းရဲ့အဖေကိုစပိုင်လူသမားတွေစီကဆင်မေးနေခဲ့ပါတယ်။ဆင်မေးမရတဲ့အဆုံးပဇာတဲကိုချောရဲဖို့လောင်းထည့်ဖို့အလုပ်မှာဘူကန်နဲ့ရာဇူဟာရောက်ချလာခဲ့ပါတယ်။ရာဇူဟာနိုင်ငံပိုင်ငွေတွေကိုအတုလုပ်တာအရန်ကိုကြီးလေးတဲ့အမှုဖြစ်ပြီးအဲ့ဒါအတွက်ပေးဆက်ရမယ်ဆိုတာခေါင်းဆောင်ကိုပြောလိုက်ပါတယ်။ဒါပေမဲ့အများနဲ့နှစ်ယောက်ဖြစ်နေကြကြောင့်အဖွဲခေါင်းဆောင်ကအထင်သေးပြီးသူ့လူတွေကိုစတင်တက်ခိုက်ခိုင်းလိုက်ပါတယ်။ရာဇူဟာလည်းဘူကန်ကိုဓာရီအားလုံးပြီးသွားရင်အောင်းစရာကောင်းတာတစ်ခုပေးမယ်ဆိုပြီးမြေအောက်လူသားတွေအားလုံးအမောက်သိခိုင်းပါတယ်။အဲ့ချိန်ကြီးကအနှိတ်ခံနေပြီးအပြင်မှာတရားရုံးရှိနေတာကိုသတိထားမိခဲ့ ဲ့ပါတယ်တကယ်တော့အဲ့ဒါနေကြာလေးဖြစ်ပြီးအားလုံးကိုတစ်ခဏအတွင်းကျင်ရနိဗ္ဗာန်ပို့ပေးလိုက်ပါတယ်မူကန်နဲ့ရာသူအားတို့နှစ်ယောက်ကတော့မြောက်လို့သားတွေအားလုံးအမောက်သိပ်ပြီးခဲ့ပြီဖြစ်ပြီးနောက်ဆုံးခေါင်းဆောင်တယောက်သာကျန်ပါတော့တယ်အဲ့ဒီခေါင်းဆောင်ကနှစ်ယောက်သားရှင်းပြလိုက်ပြီးကိစ္စတွေအားလုံးကလည်းပြီးစီးသွားခဲ့ပါတယ်ရာသူကနှစ်အတော်တန်ကြာဒီကိစ္စကိုစုံစမ်းနေခဲ့တာဖြစ်ပြီးအခုမူကန်ရဲ့ကျေးဇူးကြောင့်ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်မူကန်ကတော့ကျေးဇူးတင်ရင်လို့မဟုတ်ပဲရာသူကပေးထားတဲ့ကလေးကိုသာတည်စေချင်တာဖြစ်ပါတယ်ဒီတစ်ခါမှလည်းရာသူကအနောက်မှာကိုလုံးတီးတဲ့မိမကြီးဆိုကအာယုံလွဲပြီးမူကန်ကိုမင်းအောင်လှုပ်လိုက်ပြန်ပါတယ် အဲ့နောက်မိုးကန်ကိုမျိုးပြန်တစ်ပင်မှာထားခဲ့ပြီ။ရာဇဝါနဲ့အတူသူ့ရဲ့ပါတနာကတော့ခီးဆက်လာခဲ့ပါတယ်။ရာဇဝါကတနည်းမိုးကန်နဲ့ပြန်တွေ့ကြည့်နေပြီ။မိုးကန်ကိုလည်းချင်းမိနေခဲ့ပြီဖြစ်ပါတယ်။အခုတော့တောင်အောင်ကျောင်းအချစ်ကိုဆွလွန်ပြီးခီးဆက်လာရင်အပိုင်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒါကတော့အပိုင်း၅ဖြစ်ပြီ။နောက်အပိုင်းတွေကိုတော့နောက်နေ့မှတင်ပေးသွားပါမယ်။အစိုးရကြီးပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။